မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ပိုင်းမြို့ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်ရာ ဧပြီလ22ရက်နေ့တိုက်ပွဲမှာတန်ချက်ကားချင်းတစီတိမ့်ပတ်ရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောက်ရီမျိုးကိုလာဖို့ကြိုးစားနေတဲ့စစ်ကောင်စီရင်တန်းကိုဧပြီလ22ရက်နေ့မှာ KNL PDF ကူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ရာတိုက်ပွဲအတွင်းမှာတန်ချက်ကားချင်းတစီစစ်တနတ်တပ်စစ်သုံးရင်နှစ်စီးအပြင်အော်လီဂန်တလက်0.5တလက်ကိုတိမ့်စီရရှိခဲ့ကြောင်းကိုတပ်မှုကအတည်ပြုပြောဆိုထားပါတယ်။ဟုတ်ပါတယ်ဒေါနာတောင်ကြီးမှာပါလို့ပူးပေါင်းတပ်ဖွဲ့ကတပ်မှုကပြောပြထားပါတယ်။ မြောက်ပြည်မျိုးစောင်းတက်ခလိုက်ရနှစ်ခွန်၅ကို KNL ဦးဆောင်တဲ့ပူပေါင်းတက်များကတိုက်ခိုက်သိမ့်ပိုက်ထိန်းချုပ်ထားတဲ့အခြေအနေမှာစစ်ကောင်စီဘက်ကမြို့ကိုပြန်လည်ရရှိရေးအတွက်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အောင်စီရနာမည်နဲ့နိုင်ငံတော်အဆင့်စစ်ဆင်ရေးကိုဖော်ဆောင်ကမြောက်ပြည်ပြန်လည်ရရှိရေးအတွက်ထိုးစစ်ဆင်လာခြင်းအပေါ်မှာ KNL ပူပေါင်းတက်ဖွဲ့တွေကလည်းဖြတ်တောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာစစ်ဆင်ရေးအစပိုင်းရပ်ပိုင်းတွေမှာတန်ချက်ကရင်းနဲ့စစ်သုံးရေးတချို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ KNU ကအသိပေးထားပါတယ်။ဒါအပြင်စေကောင်းစီတပ်ဖွဲ့ဝင်ရာကျော်ထိခိုက်သေးဆုံးခဲ့ရတဲ့အတွက်ကြောင့်ရှေ့ကိုဆက်မတက်နိုင်မင်းနဲ့ဒေါနတောင်တန်းအနောက်ဘက် တောင်ချီမှာသာရပ်တန့်နေခဲ့ရတယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU က AP လ18ရက်နေ့မှာအသိပေးထုတ်ပြန်ထားပါတယ်။ KNL ပူးပေါင်းတပ်ဖွဲ့ဟာမြောက်ဒီမြို့မှာနောက်ဆုံးကြံရှိတဲ့ခလာရ205တပ်စခန်းကို AP လ17ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်စေကောင်းစီတပ်ဖွဲ့ဝင်များအနေနဲ့မြောက်ဒီမြို့ကိုပြန်လည်ရရှိဖို့အတွက် စ조사နေခြင်းဖြစ်ပြီးလေချောင်းလက်နက်ကြီးပစ်ကူများကိုတုံးပြီးတော့တိုက်ခိုက်နေရတယ်လို့သိရပါတယ်။ဒါအပြင်ခလာရ295ကထွက်ပြေးသွားတယ်။စစ်ကောင်စီတပ်များဟာလည်းမြောက်ရီချစ်ကြည်ရေးတရားအနီးမှာထွက်ပြေးခိုလုံနေရ AP လ19ရက်နေ့ညကနေပြီးတော့ AP လ21ရက်နေ့မနက်ပိုင်းအထိကိုပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ်ပြည်သူတွေအနေနဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ပတ်သက်ပြီးတော့စိတ်မပူကြဖို့မစိုးရိမ်ကြဖို့ပြောချင်ပါတယ်ကျွန်တော်တို့အတက်နိုင်ဆုံးစူးစမ်းပြီးတော့ဖြတ်တောက်နေပါတယ်လို့ပူပေါင်းတပ်ဖွဲ့ကတမှုတူကအေပီလာ19ရက်နေ့မှာပြောကြားထားပါတယ်စစ်ကောင်စီရဲ့အမှတ်55ခြေမြန်တပ်မဌာနချုပ်ကတန်ချက်ကရင်၈စီးနဲ့ကားအစီးရင်22စီးကနဲ့ခမန်းအင်အား900ခန့်ပါရှိတဲ့ရင်တန်းဟာကော့ကရိတ်မြို့ကိုပြီးခဲ့တဲ့အေပီလာ17ရက်နေ့ကရောက်ရှိလာခဲ့တယ်လို့သိရပါတယ် သို့တော့အဲ့ဒီစစ်ကြောင်းကို KNL ကဥဆောင်ပြီးတော့ကရင်အမျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တို့က၎င်းတို့တွာလာရလမ်းတလျှောက်မှာအဆက်မပြတ်ဖြတ်တောက်တိုက်ခိုက်ခဲ့ရာတန်ချက်ကရင်အပါအဝင်စစ်သုံးကားတချို့ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်ရာကျော်ထိခိုက်ဒေဆုံးခဲ့ရတဲ့အတွက်ကြောင့်ရှေ့ကိုဆက်မတက်နိုင်ပဲဒေါနာတောင်တန်းနောက်ဘက်တောင်ကြီးမှာသာရက်တက်နေပြီးတော့ရှေ့ကိုဆက်မတိုးနိုင်ဖြစ်နေတယ်လို့သိရပါတယ်။ ူတို့ကတောင်ချေမှာပဲရထားတာသူတို့လူတွေလည်းထိထားတယ်တနက်တချို့ကိုလည်းရထားပါတယ်လို့ KNU ရဲ့သတင်းရင်းမြစ်ကပြောကြားထားပါတယ်တော်လန်ရေးပူးပေါင်းတပ်များအနေနဲ့စစ်ကောင်စီရဲ့စီရေးလှုပ်ရှားမှုအပေါ်မူတည်ပြီးတော့စီရေးတုံ့ပြန်ဆောင်ရွက်မှုများကိုပြုလုပ်နေတယ်လို့သိရပါတယ်တပ်ဖွဲ့ဝင်များအထိကိနဲစီရန်ပြည်သူလူထုထိကိမှုရောပါစီရန်အဓိကဦးစားပေးပြီးတော့ပျောက်ကြားနေစတဲ့အပါအဝင်တည်တော်တဲ့စီရေးဗျူဟာတွေနဲ့ပြန်လည်တုံ့ပြန်တိုက်ခိုက်နေတယ်လို့ကရင်စီရေးသတင်းရင်းမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းကောလင်းမြို့မှာစစ်ကောင်စီအုပ်စုနဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီအုပ်စုအလောင်း၈လောင်းရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ22ရက်နေ့မနက်ပိုင်းကကောလင်းမြို့ရဲ့အရှိတ်ချမ်းကရွာတွေကိုစီးနင်းလူရက်မီးရှို့ဖို့ကောလင်းမြို့တွေကထွက်လာတဲ့အင်အားတရာခန့်ပါတဲ့စစ်ကောင်စီအုပ်စုနဲ့တော်လှန်ရေးတပ်တွေဟာမနက်9နာရီကျော်ကနေညနေ6နာရီကျော်အထိတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောကြားထားပါတယ်။မနက်9နာရီအချိန်ကစပြီးတော့ ကောလင်းရှေ့ဘက်ချမ်းဒဇူးရွာဖရားကုန်းအနီးစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲတွေပြင်းထန်နေပါတယ်စစ်ခွေးတွေအထိနာပြီးတော့နေ့လယ်၁၂နာရီအချိန်မှာကောလင်းမြို့အတွင်းကနေပြီးတော့စစ်ကူအင်အား၈၀ခန့်ရောက်ရှိလာပြီးတိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိပါတယ်စစ်ကောင်စီတပ်ဟာဝင်းတိုတပ်ရင်းကနေပြီးတော့ဟာဝဲစာပစ်ကူ drone ဘုံးသီးတွေချပြီးတော့တိုက်ခိုက်လျက်ရှိပါတယ်လို့ကောလင်းခရိုင်အမှတ်တပ်ရင်းကဒီနေ့မနက်ပိုင်းမှာဖော်ပြထားတာကိုတွေ့ရပါတယ်ညနေပိုင်းအထိကိုတိုက်ပွဲတွေဆက်လက်ပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီအုပ်စုကနောက်ပြန်လှည့်ပြီးတော့ထွက်ပြေးသွားတယ်လို့ဆိုပါရယ် ဒဇူးရဘက်ကိုတိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကထိခိုက်ကြဆုံးမှုများစွာနဲ့ကောလင်းမြို့အတွင်းကိုပြန်လှည့်သွားပြီးတော်လန်ရေးတပ်ဖွဲ့တွေကနယ်မြေရှင်းလင်းရေးလှုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။ခွေးအလောင်းရှစ်လောင်းရရှိထားတယ်လို့ကနဦးသိရပြီးတော့နောက်ဆက်တွဲဆက်လက်ဖော်ပြသွားပါမယ်လို့ကောလင်းခေအိမ်မက်တဲ့တရင်ကညနေပိုင်းမှာဆက်လက်ပြီးတော့ဖော်ပြထားပါတယ်။တနေကုန်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့စစ်ကောင်စီအုပ်စုအတုံးယုံတွေက20ထက်မနည်းသေးတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်ခန်းထုတ်သွားတာတွေကတက်ဆွဲတာတွေကဆိုရင်25ဝန်းကျင်လောက်ရှိမယ် အဲ့ဒီထက်များမယ်လို့ဒေတာကန်သတင်းရေးမြစ်ကပြောကြားထားပါတယ်2023ခုနှစ်နိုဝင်ဘာလကနေစပြီးတော့ဒေါ်လာရေးတက်တွေ3လကြာသိမ့်ပိုက်ခဲ့တဲ့ကောလင်းမျိုးကိုစစ်ကောင်စီအုပ်စုကဖေဖော်ဝါရီလဆန်းပိုင်းမှာပြန်လည်တိုက်ခိုက်ထိန်းချုပ်ပြီးတဲ့နောက်ကောလင်းမျိုးပေါ်နဲ့ကောလင်းနယ်ထဲမှာလူသက်လူရက်မိရှို့နေတာလို့ဒေတာကန်ဒေါ်လာရေးအင်အားစုတွေကပြောပါတယ်လက်ရှိမှာစစ်ကောင်စီအုပ်စုမိရှို့လို့ကောလင်းမျိုးလုံးကျွနီးပါးဟာမိလောင်ပြာကျသွားပြီဖြစ်တယ်လို့မြို့ပင်ကရွာတွေဟာလည်းမိရှို့ဖျက်ဆီးခံထားရပြီးတော့ဒေတာကန်ပြည်သူတွေက နှစ်လကျော်ကြာတဲ့အထိကောလင်းမျိုးတဲကိုပြန်မဝင်ရသေးပဲနဲ့စစ်ဘေးရှောင်ထွက်ပြေးနေရတယ်လို့ဆိုပါတယ်စစ်ကောင်စီအုပ်စုဟာကောလင်းမျိုးပေါ်မှာထင်တိုင်းကျဲပြီးတော့မိရှုဖျက်ဆီးနေတယ်လို့မြို့ပြင်ကရွာတွေကိုစီးနေလူရက်မိရှုဖျက်ဆီးနေပြီးတော်လိုင်းတက်တွေနဲ့လည်းမကြာခဏတိုက်ပွဲတွေဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးအခုညတောင်းနေတာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးခဲ့ကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအဓမ္မစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးခဲ့ကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးဒရဦးလီစိတ်လုံခြုံရေးလှည့်ကင်းပတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အင်အားရှင်ဦးကန့်ပါတဲ့ကားတစ်စီးကိုတော်လိုင်းတပ်ဖွဲ့တွေက AB လ22ရက်နေ့မနက်7:15မိနစ်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်အားရှိဦးကန့်ပါတယ်စစ်ကောင်စီရဲ့ကားတစ်စီးကိုခရိုင်ပလန်းအတိုင်းဒရဦးလေတပ်ကိုမောင်းနှင်လာတဲ့အချိန်လမ်းခွလက်တနေရာအရောက်မှာတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခတ်ရာကားအနောက်ပိုင်းကြွတ်တက်သွားပြီးတော့လမ်းဘေးညာဘက်ကိုထိုးရက်သွားကြောင်းနဲ့ကားနောက်ခန်းက၄ဦးသေဆုံးခဲ့ကြောင်းမျက်မြင်တွေ့ရှိသူတွေကအတည်ပြုပြောဆိုခဲ့ပါတယ်။၎င်းတိုက်ခိုက်မှုကိုကြောက်ဆယ် Revolution Army KRA ကြောက်ဆယ် District Defense Force KDDF နဲ့ ရှင်းငံမျိုးနယ်ပကဖတို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အရခတ်တက်တော် AA ကိုရိတ်ခါပို့တယ်ဆိုပြီးတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့က LGBT မောင်နှမနှစ်ဦးကိုစစ်ကောင်စီတပ်က AP လ16ရက်နေ့မှာဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖမ်းဆီးခံရတဲ့သူတွေဟာကြောက်ဖြူမြို့ဂုံးချုံတိုင်နယ်စေပုတ်ကေတောင်ကျေးရွာကကိုမောင်ရှိ33နှစ်နဲ့အမဖြစ်သူမန်းနုနုရွှေ53နှစ်တို့ဖြစ်တယ်လို့သိရပါတယ် ဧပြီလ16ရက်နေ့ည9:00နာရီအချိန်မှာ၎င်းတို့ရဲ့နေအိမ်ကိုဝင်ရောက်ပြီးတော့ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့ဒေသခံအမျိုးသမီးတဦးကပြောပြလာပါတယ်။မောင်ဖြစ်သူကကုံစိမ်းရောက်တာပါအသေးရွက်တွေဝယ်ပြီးတော့ရောင်းတယ်။အဲ့ဒါကို AAC ကိုရိတ်ခါပို့တယ်ဆိုပြီးတော့ဖမ်းတယ်။အမားဖြစ်သူကတော့အကြောင်းပြချက်မယ်မယ်ရရမရှိဘဲနှစ်ယောက်လုံးကိုဖမ်းသွားတာပါ။သူတို့ကိုတရင်ပေးပြီးတော့တိုင်တဲ့သူတွေရှိတယ်လို့၎င်းကပြောပြခဲ့ပါတယ်။မန်နုလူရွှေနဲ့ကိုမောင်ရှိတို့မောင်တော်မနှစ်ယောက်လုံးဟာ LGBT လိင်စိတ်ခံယူမှုကွဲပြားသူတွေဖြစ်တယ်လို့ဒေသခံတွေကပြောဆိုခဲ့ပါတယ်။ ်လက်ရှိမှာလည်း၎င်းတို့နှစ်ဦးကိုကြောက်ဖြူရဲစခန်းမှာဖမ်းဆီးထားပြီးတော့မိသားစုဝင်တွေဟာလမ်းပိတ်ထားတဲ့အတွက်တွေ့ခွင့်မရဖြစ်နေပြီးတော့စိုးရိမ်နေကြတယ်လို့သိရပါတယ်မနက်ကနုနုရွှေနဲ့အတူရှိတဲ့အမျိုးသမီးကသူတို့အခြေအနေလေးကိုကြည့်ရင်းနဲ့အဝတ်ကွန်ဆင်းနဲ့လူလာလေးတွေပေးဖို့ဆိုပြီးသွားတာ ကြောက်တလုံးဂိတ်ကသွားခွင့်မပေးလို့မတွေ့ခဲ့ရဘူးလို့ဒေသခံအမျိုးသမီးကဆက်ပြောပါတယ်ပြီးခဲ့တဲ့ AP လ14ရက်နေ့ကလည်းကြောက်ဖြူကကျောင်းဆရာတအုပ်ကိုစစ်ကောင်စီကိုဝေဖန်တဲ့စာသားတွေရေးသားတယ်ဆိုပြီးတော့စစ်ကောင်စီကဖမ်းဆီးသွားခဲ့မှုတယ်လို့သိရပါတယ်အလားတူပဲကြောက်ဖြူမျိုးကဒေသခံများကိုသွာလာခွင့်များတင်းကျပ်စွာပိတ်ပင်ကအကြောင်းပြချက်အမျိုးမျိုးနဲ့ဖမ်းဆီးမှုများဇက်တိုက်ရှိနေတဲ့အတွက်ဒေသခံတွေဟာစိုးရိမ်နေကြရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ